ကျွန်တော်နာမည်ကတော့ဦးမောင်မြင့်ပါကျွန်တော်နေရာလာရှိမှုနေပါတယ်ဒါပေမဲ့ကျွန်တော်အသက်ကတော့69နှစ်ပါကျွန်တော်ယောဂါကတော့ဟာပြည့်ခဲ့တာဆယ်တုံးဖြစ်နေပါတယ်အဲဒီတော့ကျွန်တော်ကဒေသီပူလာကိုကျွန်တော်2013ခုနှစ်မှာစပြီးတောက်ပါတယ်အခုဆိုရင်ကျွန်တော်ယောဂါကောင်းကောင်းမွန်ဖြစ်နေပါပြီဒီလောက်တည်းကဖြစ်နေပါပြီအဲဒီတော့ကျွန်တော်အနေနဲ့ကျွန်တော်တမက်ကိုတာတမက်ကိုမောင်မောင်ပေးပြီးတော့မှာ အဲ့တူကနေမှမျှောက်ပါလိမ့်မယ်ကျွန်တော်တိကျောက်စကားကိုရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်မလာနိုင်တော့ကျွန်တော်ခွင့်လို့ပါတက်စာမစားခင်တော့ဆိုလို့ရှိရင်သူကဘိုက်ဒီခဏခဏအောင်းနေဘိုက်ဒီခဏခဏအောင်းတော့ကြတော့အစာရင်ဈေးကြီးဆွဲစားရတယ်နောက်ပြီးလို့ရှိရင်ခေါင်းကိုက်တယ်ကိုလည်းညောင်းညာကိုက်ခဲရင်လည်းပါရာစီတမော့တွေခဏခဏတောက်တယ်အဲဆလိတ်ကတော့တောက်တယ်အရက်ကတော့အလွန်ကြုံမတောက်ပါဘူးအရက်ကတော့သူကြုံတဲ့ခါဆိုလို့ရှိရင်အရက်နည်းနည်းပါးတောက်တယ် ။ဒါဖြစ်လို့ရှိရင်သူကဆိုလို့ရှိရင်အဲ့လိုမျိုးဆွဲစားလာတဲ့အတွက်2000အဲ2000ကျွန်တော်တို့22ပေါ့နော်2020နှစ်ဒီဇင်ဘာလလောက်မှာစပြီးတော့ဘိုက်အောင်နာပူပူပြီးတော့စိတ်လာတယ်ပေါ့နော်ဘိုက်အောင်နာပူပူပြီးစိတ်လာတယ်အဲ့ချိန်မှာကျွန်တော်တို့မီတာစုကလည်းအခြားအဝေးနေရာကိုရောက်နေတယ်ရောက်နေတဲ့အတွက်အဖေကဆိုလို့ရှိရင်သူ့ရဲ့ဘေးနားမှာဘေးအိမ်ဘေးနားမှာရှိတဲ့စေကန်းကိုပြတယ်စေကန်းကိုပြတဲ့အခါမှာဘိုက်အောင်နော်ဘိုက်အောင်ပျောက်စေးထိုးပေးတယ်ဆရာဝန်ကဘိုက်အောင်စားစေးတွေစားတယ်စားခဏနေတက်တာတယ် တက်တာပြီးလို့ရှိရင်နောက်တစ်တပတ်လောက်နေပြန်ပြတယ်ပြန်ပြတော့လေဘိုက်ကအောင်မြဲအောင်နေတယ်ဗောနောအောင်နေရတဲ့အဲ့ဒါနဲ့အဖေကိုအဲဆရာဝန်ကနေပြီးတော့ H pylori ပိုးကြောင်လာမတည်ဘူးဆိုပြီးတော့အဲတွေးဖောက်ပြီးတော့စစ်ခိုင်းတယ်စစ်ခိုင်းပြီးတော့လည်းကျွန်တော်တို့မတက်တာတဲ့အတွက်တမားတော့ပြတဲ့အခါမှာကျွန်တော်တို့အဖေကိုအဲတွေးတွေစစ်တယ်အာတဆောင်းရိုက်တယ်နောက်ပြီးလို့ရှိရင်အဲအဓိကတော့ဓာတ်မှန်တွေလည်းရိုက်တယ်အာတဆောင်းတွေလည်းရိုက်တယ်ပေါ့နော်ရိုက်ပြီးတော့အဖေကိုဆရာဝန်ပြတယ်ပြတဲ့အခါမှာဆရာဝန်ကြီးကအဲ အဖြေတွေထဲမှာကျွန်တော်တို့က B ဘိုးရှိနေပြီအတဲရောက်တော့ C ဘိုးလည်းရှိနေပြီဒါဖြစ်လို့ရှိရင်အဲဒီအတဲမှာအနာရှိနေပါဘောနော်ဒါမှအတဲမှာအနာရှိတဲ့ကင်ဆာဖြစ်ဖို့အချက်များတယ်ဆိုပြီးပြောတယ်ဘောနော်အဲ့ဒါနဲ့အဖေကိုကျွန်တော်အပြစ်မှာခဏထားတယ်ထားပြီးကျွန်တော်မီတာစုနဲ့ဆရာဝန်နဲ့တိုင်မယ်နဲ့ဘောနော်ဆရာဝန်ကဘာပြောလို့ဆိုလို့ရှိရင်အဲမင်းတို့မင်းတို့ဖေရာဆိုလို့ရှိရင်တကယ်လို့စေးစားမယ်ဆိုရင်တော့မှပဲအဲစေးကုမယ်ဆိုရင်တော့မှပဲတစ်နှစ်ပေါ့နော် စေမစားဘူးဆိုလို့ရှိရင်တော့6လလောက်နဲ့အတက်ဆုံးရှုံးနိုင်တယ်ဒီလိုတွေမျိုးတွေကျွန်တော်ပြောတယ်ပြောတဲ့အခါမှာတန်လာပိုင်း၄ရက်နေ့မှာကျွန်တော်တို့ဒီမန်လေးမန်လေးကိုကျွန်တော်တို့ဆင်းလာခဲ့တယ်ဆင်းလာပြီးတော့ကျွန်တော်တို့တွေမင်္ဂလာဆေးရုံကိုပြတယ်ပေါ့နော်မင်္ဂလာဆေးရုံပြတဲ့အခါဆရာဝန်ကြီးကတေချာအောင်လို့ဆိုပြီးတော့ကျွန်တော် CT scan ရိုက်တယ် CT scan ရိုက်တယ်အလားဆောင်တွေပြန်ရိုက်တယ်အဲ့မှာဆေးရည်တွေတွေပြန်စစ်တယ်ပြန်စစ်ပြီးတော့ဆရာဝန်ကြီးကအဖေကိုတိုက်ရိုက်ပဲကျွန်တော်တို့မီတာကျွန်တော်ရဲ့ကျွန်တော်မျိုးသမီးရဲ့ဆရာဝန်ကြီးရဲ့ပေါ့နော်၃ရောက်ရှိရဲ့ ကျွန်တော်တို့ကအဖေကိုဒီယောဂဖြစ်နေပြီဆိုတော့တည်တယ်ဒါပေမဲ့မပြောသေးဘူးအဲ့ချိန်မှာဆရာဝန်ကြီးကကုမာလာဆိုပြီးပြောချလိုက်တာတဲ့ကင်းစာအဆင့်၃ဖြစ်နေပြီဆိုပြီးပြောချလိုက်တဲ့ချိန်မှာကျွန်တော်တို့တွေကရမ်းကိုလန့်သွားလားရမ်းလန့်သွားဆိုတော့အဖေကျွန်တော်တို့မပြောထားဘူးပေါ့နော်အဲ့ချိန်မှာအဖေကစိတ်ဓာတ်ရမ်းကျသွားပြီလူကလည်းမစားနိုင်တော့ဘူးမဲလဲမဲချောင်းနေပြီမိတ်လဲမိတ်ဘူးအဲ့လိုမျိုးတွေဖြစ်နေတဲ့ချိန်မှာ အဲ့ချိန်မှာအဲ့ညမှာပဲကျွန်တော်ကအဖေကိုအဲကျွန်တော်တို့ဒီ video file လေးတွေပြရတယ်ပေါ့နော်ဆိုင်ယွန်က video file လေးတွေကျွန်တော်ဒီအတဲကင်စာဖြစ်ပြီးတော့ဒီပျောက်သွားတဲ့ video file လေးတွေပြရတယ်ပြတဲ့အခါမှာ ဒီဟာဒီဒီစားစားမယ်ဆိုလို့ရှိရင်ကျွန်တော်လင်စည်းပူလန်စားမယ်ဆိုလို့ရှိရင်အဖေယောဂဟာပျောက်သွားမှာပေါ့နော်ဘာမှစိတ်ပူစရာမလိုဘူးဆိုပြီးကျွန်တော်အဖေကိုနှိမ့်တိတ်တယ်နှိမ့်တဲ့ခါကျတော့ပဆန်ဘယ်တော့ကုန်ပါလဲတဲ့ပဆန်ကတော့ရတယ်အဖေဘာမှမဖြစ်ဘူးကျွန်တော်တို့ကကျွန်တော်ကြည့်လုံးမယ်အဲ့မှာအဖေကလာဒီစေးကိုစားပေးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ကိုကိုကြီးနဲ့စားအေးအဲ့ဆိုလဲစားမယ်ပေါ့နော်အဲ့ဆိုလဲစားမယ်ဆိုပြီးကျွန်တော်တို့အဲ့မှာ မန္တလေးကနေပြီးတော့အပြန်မှာကျွန်တော်တို့တက်ဆာအစုံ20လက်ဖက်ကြောက်ဝါ9ထုပ်ပေါ့နော်အဲ့လိုမျိုးဝယ်ထားတယ်ဝယ်ထားပြီးတဲ့ခါမှာကျွန်တော်တို့တွေစပြီးတော့တိုက်တယ်စပြီးတိုက်တဲ့ခါမှာတက်ဆာစာနှုန်းကတော့ကျွန်တော်တို့1 2 3ချိန်ကနေစတယ်1 2 3ချိန်ကနေပြီးတော့ကျွန်တော်တို့30 20 3ချိန်ထိအောင်3ချိန်ကိုကျွန်တော်6လလောက်ထိတင်တိုက်တယ်6လလောက်တင်တိုက်ပြီးတော့နောက်ပြီးလို့ရှိရင်အမေရဆိုလို့ရှိရင်အဖေတိတ်နေလို့မကောင်းဘူးအမေကိုလည်းရှင်းပြထားတာဖြစ်တဲ့အတွက်အဖေတိတ်နေလို့မကောင်းရင်အဖေနှုံးနေရင်ဓာတ်စာကိုနှုံးလေးကို တင်းတင်းပေးဆိုအဲ့မှာအမေကလည်းတင်းတင်းပြီးပေးတယ်ဥမာ3ဟိုဟာ90မရရင်သူက55 20လေးအဲ့လိုမျိုးတွေဟိုသူအစင်ပြေလို့တာတင်းတိုက်တာတင်းတိုက်လေအဖေကပို့ပြီးတော့ဟိုတက်တာလေးပေါ့နေလို့ကောင်းလေးဆိုတာလည်းသူလည်းတိတယ်ပေါ့နော်အဲ့ဒါပြီးလို့ဆရာကတော့ကျွန်တော်တို့တွေက3လနေလို့ရှိရင်တက္ကအဖေကိုဘာလုပ်ပေးတော့ဆိုရင်3လနေရနဲ့အာတဆောင်းပြင်ရိုက်တယ်နောက်ပြီးလို့ရှိရင် liver function တက်တွေစစ်တယ်အဲ့လိုမျိုး liver function တက်တွေစစ်ပြီးတော့အဲဆရာဝန်နဲ့ပြန်ပြတယ် ဆောင်နဲ့ပြန်ပြတယ်6လနှစ်လရောလဲကျွန်တော်တို့အဲ့လိုမျိုးပြန်စစ်တယ်ပြန်ပြတယ်ကျွန်တော်3လတစ်ခေါက်မှာတော့ကျွန်တော်တို့ဒီမန္တလေးကိုလာလိုက်တယ်6လကြတော့နောက်6လနောက်3လနောက်3လတွေကြတော့ကျွန်တော်တို့ကမန္တလေးကိုမလာတော့ဘူးဘယ်လိုလုပ်တုံးဆိုရင်ကျွန်တော်တယ်လီနဲ့ Viber နဲ့ပြီးတော့ဆရာဝန်ကြီးကိုကျွန်တော်တို့ Viber နဲ့ပြီးတော့ Video Call ခေါ်ပြီးတော့ပြတယ် Video Call ခေါ်ပြီးတော့ပြတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အဖြေတွေကိုပြတယ်ပေါ့နော်အဲ့မှာဘာပြန်ပြောလို့ဆိုတော့ Outer Sound အဖြေပတ်တဲ့ဆရာမဆိုလို့ရှိရင်အရန်အောင်ရတယ်ဆရာမဘာပြောဆိုတော့နင်တို့အဖြေရဲ့ဒီအထဲမှာရှိတဲ့အနာပေါ့နော်ကြီးလဲမလာဘူး သေးလည်းမတော်ဘူးဘဲမှလည်းပြတ်မတော်ဘူးပေါ့နော်အဲရန်ကိုဟိုဘာစေးတွေများတောက်လဲပေါ့တို့တို့ဒါအော်နေပေါ့နော်ကင်ဆာရောဟုတ်ရဲ့လားဆိုတော့ဖြစ်သွားတာပေါ့နော်တကယ်တမ်းတကယ်တမ်းကျတော့ကျွန်တော်ဖေကအခုဆိုလို့ရှိရင်ဒီအာရှလင်စီကိုတောက်တဲ့အတွက်ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အခုဆိုရင်ကြံလဲကြမ်းမလာတယ်စားလာနေနေနေတိုင်းလာတယ်စားတောက်ထားလဲကောင်းလာတယ်နောက်ပြီးလို့ရှိရင်စားဝင်အိပ်ပျော်လာတယ်ပေါ့နော်စားဝင်အိပ်ပျော်လာပြီးတော့အသားရည်တွေရာဆိုလို့ရှိရင်အရန် ိုပဲစူပြေလာတယ်ပေါ့အရင်တော့ဆိုမဲချောင်းတယ်အသားရည်ဟာစူပြေလာတယ်ဒီပုံတွေအတိုင်းပေါ့နော်အသားရည်ကရမ်းစူပြေလာတယ်အခုကတော့စစ်ချောင်းစကန်းမှာကျွန်တော်ရောက်နေတဲ့အတွက်ကျွန်တော်တို့မလာနိုင်ဘူးအဖေကိုတော့ကျွန်တော်တို့အဲမိုင်းရဲ့မြို့နယ်မန်ဆန်ကျေးရွာပေါ့တူအမရှိတဲ့နေရာပေါ့အဲ့နေရာမှာအဖေကိုထားတယ်ပေါ့နော်ထားပြီးတော့ကျွန်တော်တို့ဓာတ်စာကိုဘယ်လိုပို့ပေးလဲဆိုကျွန်တော်တောင်းလွှင့်ကြီးကနေပြီးတော့ဒီမန်းလေးကိုပို့တယ်မန်းလေးကနေမှာကျွန်တော်တို့တွေဘယ်လိုဟိုဟာ ကြည့်ရတဲ့ကားပေါ့เนาะအဓိကတော့ကျွန်တော်တို့လာရှုပို့လို့မရဘူးဆိုတော့ဒီတန်ရန်လို့အဲ့ကိုထွက်တဲ့ကားတွေရှိတယ်။အဲ့ဟာတွေကိုကျွန်တော်လိုက်စုံစမ်းတယ်ဖုန်းလေးနဲ့ဆက်တယ်ဘယ်ကားထွက်နိုင်လဲပေါ့မ2000လို့3000လို့တောင်ပေးရတယ်ပေါ့ဒီပစ္စည်းကျွန်တော်တို့ပို့အပ်ပို့ရေးကိုကားကားကားလေးလည်းအများကြီးကုန်ခံပြီးတော့ပို့ပေးတယ်အဖေကအင်္ဂလိပ်စီကတော့စီပိုးစီကတော့မစားတော့ဘူးပေါ့เนาะကျန်တဲ့စီးတွေကိုတော့ဆက်ပြီးတော့စားနေတယ်အချိန် ွဲပြီးတော့စားတယ်ကျွန်တော်တို့တွေစေးတိုက်ရင်ဘယ်လိုတိုက်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းလေးနဲ့အလံပေးပြီးတော့အဲကျွန်တော်မျိုးသမီးကနေအဖေကြီးစေးတောက်ဖို့အချိန်ရောက်ပါပြီအဲအဖေကြီးဘီဖို့ကာကွယ်စေးချိန်စေးတောက်ဖို့အချိန်ရောက်ပါပြီနဲ့အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့တွေအဖေကိုစေးတိုက်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဥမာနိုးတာ6နာရီဆိုရင်6နာရီဘီဖို့စေးတောက်လိုက်တယ်ခဏနေရာနဲ့ကျွန်တော်တို့လင်းစည်းဖို့လန်တိုက်တယ်လင်းစည်းဖို့လန်ဟိုဒီကျွန်တော်တို့အစာမစားခင်တိုက်တယ်တိုက်ပြီးရဲ့ခါကျမှကျွန်တော်အစာစားစားစားတယ်စားစားမိ 10နှစ်ဆိုလို့ရှိရင်ဘယ်စီ17နှစ်ဆိုဘယ်စီအဲ့လိုမျိုးအချိန်ကြီးခွဲပြီးတော့ညဆိုလို့ရှိရင်လည်းညအဲ့လိုမျိုးစီးတွေကိုတိုက်တယ်ပေါ့နော်အဲခုဆိုလို့ရှိရင်အရန်ကိုပဲကျမ်းမာလာတယ်အရန်ကိုပဲဘယ်လိုပြောမလို့ကျွန်တော်တို့တွေ့ရတာဘာလို့ဆိုဘေးမှာပတ်ဝန်းကျင်မှာတွေ့ရတယ်သူ့ရဲ့သူ့ရဲ့ငွေချင်းထဲမှာတယောက်ရှိရယ်အဲအတဲကင်စာပဲကျွန်တော်တို့အတဲကင်စာဆိုတူနောက်မှာတည်ရကျွန်တော်အဖေဆေးတောက်တာ6လလောက်ရှိနေပြီအဲ့ချိန်ကျမှအတဲကင်စာလို့တည်ရတယ်ဦးလေးတယောက်ဟာဆိုလို့ရှိရင်အခု10လပိုင်းကအတက်ဆုံးရှုံးသွားတယ် ကျွန်တော်အသည်းကိုဖြင့်အရန်မြန်နေဆိုတာအဲတိတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်နဲ့လည်းတိတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရွာမှာရှိတဲ့ဦးစင်တပါဆိုလို့ရှိရင်အသည်းကင်ဆာအဆင့်၄နှစ်လလောက်ပဲခံတယ်အသက်ဆုံးရှုံးတယ်ဒါကြောင့်မို့ကျွန်တော်တို့အဖေကဆိုလို့ရှိရင်ဒီဒက်ဆာနဲ့ဒါမတွေ့ဘူးပေါ့နော်ဒီဒက်ဆာနဲ့ကျွန်တော်တို့မတောက်လိုက်ရဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဖေလည်းအခုဆိုရင်ဘယ်ရောက်လို့ရောက်နေမှန်းတော့မသိဘူးပေါ့နော်အခုဆိုရင်တော့ကျန်းမာနေပြီဒါကြောင့်မို့လို့ဆရာမကြီးဒေါက်တာခင်ခင်ကိုအတူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ